မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်ငလျင်သတင်းကတော့မန္တလေးတိုင်းဒရဥမြို့အနီးကိုဗဟုပြုပြီးတော့ဒီကနေ့မနက်ပိုင်းမှာပြင်းအား၄.၈အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ရာမန္တလေးကပြည်သူများထိတ်လန့်ပြီးတော့လမ်းပေါ်ကိုထွက်ပြေးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့ဇူလိုင်လ3ရက်နေ့မနက်9:30မိနစ်အချိန်မှာမန္တလေးတိုင်းဒရဥမြို့ရဲ့အနောက်မြောက်ဘက်9မိုင်ခန့်အကွာကိုဗဟုပြုပြီးတော့ ပြင်းအား၄တပ်သမ၈အဆင့်ရှိတဲ့ငလျင်လောက်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီငလျင်ကြောင့်မန္တလေးကပြည်သူများចောင်းသူចောင်းသားများဟာလမ်းပေါ်ကိုထွက်ပြေးခဲ့ရတဲ့အထိထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့သိရပါတယ်။ငလျင်လှုပ်တာကနှစ်ချက်စောင့်ပြီးတော့လှုပ်သွားတာအကုန်လုံးထွက်ပြေးကြရတယ်။လှုပ်တာကအချိန်နည်းနည်းကြာတယ်၊ကြမ်းလဲကြမ်းတယ်။ငလျင်ကလည်းမပြီးနိုင်တော့ဘူးဗျာလို့မန္တလေးကပြည်သူတို့ကပြောဆိုထားပါတယ်။အဲ့ဒီငလျင်ကြောင့်စကိုင်းမြို့၊မြင်းညာမြို့နဲ့ပြင်းလွင်မြို့တို့မှာလည်းတိတိတသားခန်းစားခဲ့ရကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တယ်ပြင်အား9တက်သမ9အဆင့်ရှိတဲ့သခိုင်းငလင်ကြီးဖြစ်ပွားပြီးတဲ့နောက်ယနေ့အချိန်ထိနောက်ဆက်တွဲငလင်ငယ်နဲ့ငလင်များစုစုပေါင်းအချိန်ရေ198ချိန်လှုပ်ခတ်ခဲ့ပြီးပြီဖြစ်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီရဲ့တိုက်လေရင်ဒစည်းဟာဇူလိုင်လ၁ရက်နေ့ညပိုင်းကပြန်တန်းနေတဲ့အချိန်ရုတ်တရက်ပျောက်ဆုံးသွားပြီးတော့ရှာမတွေ့သေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၁ရက်နေ့ညပိုင်းကစစ်ကောင်စီရဲ့တိုက်ခိုက်ရေးလေရင်ဟာညအချိန်ခရီးဝေးလေ့ကျင့်ပြန်တန်းဆောင်ရွက်နေတဲ့အချိန် နေပြည်တော်ရဲ့အရှိတောင်ဘက်ကီလိုမီတာ130အကွာမှာရုတ်တရက်ရေဒါရဲ့မြင်ကွင်းထဲကနေပျောက်ွယ်သွားပြီးတော့ဆက်သွယ်မှုတွေပြတ်တောက်သွားတယ်လို့သိရပါဗျ။လက်တလောဆက်စည်းချက်များအရာဆက်ချုပ်ရင်းမှုဒုမဟုတ်ရုတ်တရက်ရာသီဥတုဆိုးဝါးမှုများကြောင့်ဖြစ်တယ်လို့တွက်ဆထားကြောင်းစစ်ကောင်စီကပြောဆိုထားပါဗျ။လက်ရှိတိုက်လေရင်ဆက်သွယ်မှုပြတ်တောက်နေတဲ့နေရာတဝိုက်ကိုရာသီဥတုဆိုးဝါးလျက်ရှိနေတော့လဲရှောက်ပွေကယ်ဆယ်ရေးအဖွဲ့များစိန်လွတ်နိုင်ရေးအတွက်အကြမ်းဖက်စစ်တပ်ကစီမံဆောင်ရွက်နေတယ်လို့သိရပါဗျ။ ်သတင်းထုတ်ပြန်ချက်အရာတိုက်လေရင်ပြတ်ကျသွားပြီလို့တော့ပြောလို့ရတယ်ထုတ်ပြန်ထားတဲ့အချက်အရာတော့နေပြည်တော်ရဲ့အရှိတောင်ဘက်130ကီလိုမီတာဆိုတော့ပဲခူးတိုင်းထဲမှာပဲရွှေကျင်ကြောက်ကြီးအဲ့ဒီပတ်ဝန်းကျင်ဖြစ်မယ်လို့ခန့်မှန်းရတယ်ကယ်ဆယ်ရေးအလွယ်တကူသွားလို့မရတဲ့နေရာတွေမှာကယ်ဆယ်ရေးအဖွဲ့ကိုအခုဆေးလွတ်ဖို့လုပ်နေတယ်လို့ပြောထားတော့ကယ်ဆယ်ရေးမရောက်နိုင်ဘူးဆိုတဲ့သဘောပါပဲလို့လေတက်ကအငိမ့်စားစစ်အင်ဂျင်နီယာအရာရှိဟောင်းတို့ကတုံ့တက်ပြောဆိုထားပါတယ်ဇူလိုင်လ1ရက်နေ့ညပိုင်းကတိုက်လေရင်ပျောက်ဆုံးမှုဟာအခု2025ခုနှစ်အတွင်း လေးစီးမြောက်လေရင်ပြတ်ကျခြင်းဖြစ်တယ်လို့သိရပါဗျ။ဇွန်လ10ရက်နေ့ကလည်းသခိုင်းတိုင်းပလဲမြို့နယ်ကံတော့စခန်းသိမ်းတိုက်ပွဲအတွင်းမှာပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချခဲ့တဲ့အတွက်တရုတ်လုံ F7 တိုက်လေရင်ပြတ်ကျခဲ့ပြီးတော့လေရင်မှုတေဆုံးသွားတယ်လို့သိရပါဗျ။အလားတူပဲမေလ20ရက်နေ့ကလည်းကချင်ပြည်နယ်ဗမော်မြို့စကခ27အတွင်းကိုစစ်ကူလာတဲ့စစ်တပ်ရဟရင်3စီးကို KIA ကပြစ်ချခဲ့ရာ MI17 ရဟတ်ရဲနှစီပြက်ကျသွားခဲ့ပြီးတော့စစ်တပ်ဘက်ကလေယံမှုအပါအဝင်စစ်သားအ ਨੇ ဆုံး78ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းဆလင်းစင်ဖြူကျွန်းလမ်းပိုင်းကိုစစ်ကြောင်းထုတ်လာတဲ့စစ်တပ်ကို၃ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ28ရက်နေ့မနက်ပိုင်းမှာဆလင်းမြို့နယ်ကတင်ကားနှစ်စီးတန်ကြက်ကားနှစ်စီးဖောကား၃စီးနဲ့စစ်ကြောင်းထုတ်လာတဲ့ အင်အား200လောက်ပါတဲ့စစ်ကြောင်းဟာစင်ဖြူကျွန်းမြို့နယ်ကိုဦးတည်ပြီးတော့စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်ဆက်လင်းစင်ဖြူကျွန်းလမ်းဘက်ကနေဝင်ရောက်လာတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များကပေါင်လောင်ချေးပါအနီးမှာမိုင်းဆွဲတိုက်ခတ်ခဲ့ပြီးတော့အနီးကတနအီကျော်ကြားပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်ခွေးခုနှစ်ကောင်တေဆုံးသွားတယ်လို့သိရပါဗျ။ အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကတင်ကားနတ်စည်းနဲ့ပြစ်ခတ်ပြီးတော့ဆက်လက်စစ်ကြောင်းထုတ်ဝင်ရောက်လာကအဲ့ဒီနေ့မုံလွယ်ပိုင်းနှစ်နာရီဝင်းကျင်မှာတာစီချေးရွာအနီးမှာနှစ်ဖက်အပြန်အလှန်တိုက်ပွဲ၃နာရီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာညနေပိုင်းမှာမြောက်မကြီးကုံချေးရွာကိုပြန်လည်ဆုတ်ခွာလိုက်ပြီးတော့နေအိမ်များကိုမှွေနောက်ကပစ္စည်းတွေကိုခိုးယူသွားတယ်လို့သိရပါတယ်။ဇွန်လ29ရက်နေ့မနက်ပိုင်းမှာအဲ့ဒီစစ်ကြောင်းဟာစင်ဖြူကျွန်းမြို့ကိုဥတီစစ်ကြောင်းထုတ်လာတဲ့အချိန်မနက်၈နာရီခွဲဝင်းကျင်မှာ 冇，第一次只约查嘛，谁金不？ ချေချင်းစစ်ကြောင်းကိုထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်စစ်ကြောင်းဟာတရက်ချင်းကြေးရွာကနေဗရင်ကုန်းကြေးရွာကိုထပ်မံစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန်နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကဗရင်ကုန်းကြေးရွာကိုအဲ့ဒီနေ့ညနေပိုင်းမှာမိရှုဖျက်ဆီးနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားများတာစီကြေးရွာအထိကိုဆုတ်ခွာထွက်ပြေးသွားတဲ့အချိန်လက်နက်ခဲယမ်းများစစ်အုံဆောင်ပစ္စည်းများရရှိခဲ့ပြီးတော့မိရှုခံရတဲ့နေအိမ်များကိုလည်း အချိန်မီမိငိမ့်တက်နိုင်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ30ရက်နေ့မှာတာစီကျေးရွာကိုစုတ်ခွာအထိုင်ချနေတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များဟာလက်နက်ကြီးများနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဇွန်လ1ရက်နေ့မှာစလင်းမြို့နယ်ဘက်ကိုပြန်လည်စုတ်ခွာသွားတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးတော့အွန်လိုင်းကနေငွေကြေးလိမ်လည်နေတဲ့မြန်မာတွေအပါအဝင်နိုင်ငံသား18ဦးကိုချင်းမိုင်ကဇိမ်ခံအိမ်တစ်လုံးထဲမှာဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းမိုင်ရဲ့ဟန်တောင်ခရိုင်မှာရှိပြီးတော့ရေကူးကန်ပါတဲ့ဇိမ်ခံစံအိမ်တစ်လုံးကိုဝင်းရောက်စီးနှင်ခဲ့ပြီးတဲ့နောက်မြန်မာနောက်ဦးနဲ့တရုတ်15ဦးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းနိုင်ငံရဲ့အမှတ်9ဒေသရဲတပ်ဖွဲ့က Facebook ပေါ်မှာဇူလိုင်လတရက်နေ့တုန်းကခြေညာခဲ့ပါတယ်။အမှန်ငါဒေတာတဲမှာထိုင်းနိုင်ငံရဲ့မြောက်ပိုင်း area တွေအကျုံးဝင်တယ်လို့သိရပါတယ်။အဖမ်းခံတဲ့သူတွေဟာအဲ့ဒီဇိမ်ခံအိမ်ကိုသူတို့ရဲ့ online ကနေပြီးတော့ငွေချေးလိမ်လည်တဲ့ကြားဖြတ်လှုပ်ရှားမှုတွေမှာဌာနချုပ်အဖြစ်နဲ့အသုံးပြုနေတာလို့ရဲတွေကပြောဆိုထားပါတယ်။သူတို့ဟာတရုတ်နိုင်ငံသားအယောက်တသိန်းလောက်စီကနေစုစုပေါင်း American dollar 14သန်းပိုးငွေချေးတွေကိုနီလန်မျိုးစုံနဲ့လိမ်လည်ရယူခဲ့တယ်လို့ရဲတွေကပြောပါတယ်။ အင်ကိုတော့ထိုင်းနိုင်ငံသားတွေကိုအယောင်ပြနာမည်ခံခိုင်းပြီးတော့ဝယ်ယူထားတာဖြစ်တယ်လို့သိရပါတယ်။အမှန်ငါးနည်းမြေရဲတပ်ဖွဲ့ရဲ့အကြီးအကဲခရစ်စတပ်ပေါင်ဂျီဆာကောင်က ထိုင်းရဲ့ cyber ရဲတပ်ဖွဲ့လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထောက်လန်ရေးရရှိတွေအပါအဝင်ကွဲပြားတဲ့ဌာနတွေစီကအင်အားစုတွေပူးပေါင်းထားတဲ့အထူးအဖွဲ့တစ်ခုကိုဦးဆောင်ပြီးပြည်မှန်နေရာကိုစီးနှင်းခဲ့တာဖြစ်တယ်လို့သတင်းတော့တွေကိုအသိပေးခဲ့ပါတယ်။ဇင်းခန်းအိမ်ထဲမှာဖြန့်ကျက်ရှာဖွေတဲ့အခါမှာတော့ကြားဖြန့်လုပ်ငန်းသုံးကွန်ပျူတာ၁၀လုံး၊မိုဘိုင်းဖုန်း26လုံးကိုလည်းတပ်တွေဖြစ်နေတင်စီရမိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိသူ18ဦးထဲမှာပြည်ုပ်နိုင်ငံသားတွေဟာကမ္ဘာလက်ခီးသွားဒါမှမဟုတ်ចောင်းသားဗီဇာတွေကိုကင်ပြီးတော့ ထိုင်းကိုရောက်နေပေမဲ့မြန်မာနှစ်ဦးမှာတော့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဘာတရားဝင်စာရွက်စာတမ်းမှမရှိဘူးလို့ပြောပါရယ်။ဖမ်းဆီးရမိတဲ့သူတွေအလုံးကိုလိန်လယ်မှုအစုအဖွဲ့နဲ့ရာဇဝတ်မှုကျူးလွန်မှုစတာတွေနဲ့ကနအုပ်အမှုဖွင့်ထားတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါရယ်။ထိုင်းရဲ့တပ်ဖွဲ့ဟာကြားဖြတ်ခိုင်းနေတဲ့ပတ်သက်ပြီးတော့နောက်ခံအချိန်တွေခြေရခံစုံစမ်းရင်းနဲ့အဲ့ဒီဒုစရိုက်ကွန်ရက်တွေဟာ ြည်တွင်းမှာအိမ်တွေဟိုတယ်ခန်းတွေကိုလိုတိုက်ခန်းတွေငားရတာဝယ်ယူတာတွေကိုလုပ်ပြီးတော့လူအများကြီးမှာပိုးကွယ်ပြီးတော့လှုပ်ရှားနေတယ်ဆိုတာကိုသတိပြုမိလာတယ်လို့သိရပါတယ်။အခုဖမ်းဆီးရရှိမှုရဲ့နောက်ဆက်တွဲအဖြစ်ကြံရပါတယ်ရှိသေးသလားဆိုတာကိုထိုင်းရဲတပ်ဖွဲ့တွေကစုံစမ်းနေပြီးတော့ချင်းမိုင်ကတရုတ်ကောင်စစ်ဝင်ရုံးနယ်လဲပူးပေါင်းပြီးတော့လှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ချင်းမိုင်မှာတော့ဒီလိုမျိုးပုံစံတူဖမ်းဆီးရမိတာတွေအရင်ကလည်းရှိခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကလည်းရဲတွေဟာထိုင်းနိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးတော့ ဘန်ဂလန်ဒရိုင်းအပန်းဖြေစခန်း area မှာအခြေစိုက်တဲ့တရုတ်ကြားဖြန်ခိုင်းတစ်ခုကိုဖောက်ထုတ်ပြီးတော့ဖြိုခွင်းနိုင်ခဲ့တယ်လို့သိရပါဗါးနိုဗ ెంబ ာလမှာလည်းထိုင်းရဲတွေဟာမော်ဆန်ဆိုင်နဲ့ဆမ်ကန်ဖန်ခရိုင်တွေမှာအိမ်ပေါင်း၁၁လုံးကိုကြားဖြန်နှိမ်နှင်းရေးနဲ့ဆက်နွယ်တဲ့စစ်စင်ရေးတစ်ခုအဖြစ်နဲ့ဝင်ရောက်ပြီးတော့စီးနင်းခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမှာစစ်မှုထမ်းခြင်းအပြင် လုံခြုံရေးစရိတ်ဆိုပြီးတော့ပြူစောတိများနဲ့အုပ်ချုပ်ရေးအဖွဲ့များကလိုက်လံတောင်းခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်မေလကစတင်ပြီးတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ခြေရွာများရက်ကွက်များနဲ့မြို့နယ်များမှာစစ်မှုထမ်းခြင်းဆိုပြီးတော့တအိမ်တော်ကိုငွေကြက်2000ကစပြီးတော့အများဆုံးသိန်းကနက်အထိလိုက်လံတောင်းခံနေတယ်လို့သိရပါဗျ။အဲ့ဒီစစ်မှုထမ်းခြင်းတောင်းခံမှုဟာတနည်းကြော်ကြမြင့်လာတဲ့အခါမှာ အခုကလုံချုံရေးစရိတ်ဆိုပြီးတော့တင်ကန်းကျုံမြို့နယ်ထန်းတပေမြို့နယ်ကောင်မူးမြို့နယ်ကုန်းချံကုန်းမြို့နယ်လိုင်သာယာမြို့နယ်ဒဂုံမြို့တဲတောင်ပိုင်းဒဂုံမြို့တဲအရှေ့ပိုင်းမြို့နယ်များမှာပါတောက်ခံလာတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်တင်ကန်းကျုံစကရက်ွက်မှာတော့စစ်ဘုတ်ထန်းကိုထောက်ပံ့စရိတ်လို့ပြောတယ် လာကောက်တဲ့ဆောက်ရမှာတော့လုံကြုံရေးစရိတ်ဆိုပြီးတော့ပဲလုံကြုံရေးလောက်တာလည်းမတွေ့ပါဘူးအမျိုးမျိုးငွေကိုလှည့်ပတ်ပြီးတရောင်းစားလို့လိုက်တောင်းနေတာလို့တင်ကန်းညွန့်မြို့နယ်ကဒေသခံပြည်သူတို့ကပြောပြထားပါတယ်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ကြေးရွာရက်ွက်နယ်မြို့နယ်များမှာလုံကြုံရေးအတွက်အများပြည်သူများအားလုံးတာဝန်ရှိပြီးတော့ လုံခြုံရေးအတွက်ပြည်သူများကပူးပေါင်းပါဝင်ရမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ပြည်သူများအနေနဲ့မိမိတို့ရဲ့အလို့အကံများအတွက်နေ့စဉ်ရုန်းကန်နေရတဲ့အတွက်ပူပေါင်းပါဝင်ခြင်းမပြုတ်နိုင်တာကိုနားလည်ကြောင်းပြောဆိုထားပါတယ်။ဒါကြောင့်လုံခြုံရေးဆောင်ရွက်နေတဲ့ပြူစောတိများနဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များအတွက်လုံခြုံရေးစရိတ်လာစဉ်ပေးဆောင်ရမယ်လို့ကော်မူးမြို့နယ်မှာအတိပေးပြောဆိုလာကြောင်းဒေသခံများကတိုင်ကြားထားပါတယ်။ရွာတွေမှာပြည်သူစစ်ရဲ့ဗျူဟာအရလုံခြုံရေးအတွက် ကျေးရွာပြည်သူတွေအားလုံးပါဝင်ရမယ်ကင်းဆောင်ရမယ်လုံခြုံရေးယူရမယ်တအိမ်တော်ကိုတူပါဝင်ရမယ်လို့ပြောတယ်မပါဝင်နိုင်တော့လစဉ်ကင်းချင်းလုံခြုံရေးပေးဆောင်ခိုင်းပါတယ်တအိမ်တော်ကို1000ကောက်တယ်စစ်မှုထမ်းကြီးဆိုတာကတတ်တတ်လုံခြုံရေးစိတ်ကတတ်တတ်မဖြစ်မနေပေးခိုင်းနေတယ်လို့ကော်မူးမြို့နယ်ကပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲရန်ကုန်တိုင်းထန်းတပင်မြို့နယ်ထိန်းနှပင်ကျေးရွာမှာလည်းအုတ်ချုပ်ရေးမှုလှမြင့်သေးကော ကိုငါကြီးကပြည်သူတွေကိုအစည်းအဝေးခေါ်ပြီးတော့စစ်မှုထမ်းခြင်းအဖြစ်တအိမ်တော်ကို2000ကျပ်နှုန်းလမ်းစဉ်လုံခြုံရေးစည်းအိမ်များပေးရမယ်ဆိုပြီးတော့ပြည်သူများထံကလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။ကြေးပေါင်မှာရှိတဲ့အင်ဂျီ300နဲ့ကွက်တဲ့ကအိမ်တော်စုပေါင်း1500စီကနေပြီးတော့ငွေကြေးများလိုက်လံတောင်းခံနေတယ်လို့သိရပါတယ်။ထမ်းနေပေမှာတော့ခေါင်းစဉ်အမျိုးမျိုးတက်ပြီးတရောင်းစားလို့တောင်းနေတာပါပဲအဲဆင်းက900ပဲပေးတယ်အဲဆင်းတစ်ခါတိုင်ရင်1000ကွက်တဲ့မှာဆိုရင်အဲဆင်းနဲ့နေနေတဲ့အိမ်တော်စုပေါင်း1500လောက်ရှိတယ် အဲစင်းတင်နာကိုကတလကို360ကျော်ရနေပြီစစ်မှုထမ်းခြေကလည်းလာတိုင်းကောက်တယ်ဒီကြားထဲလုံခြုံရေးစိတ်ဆိုတာကလည်းလစဉ်ထတ်တောင်းနေသေးတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အခုလိုခေါင်းစဉ်အမျိုးမျိုးတက်ပြီးတရောင်းစားလို့တောင်းနေတဲ့ဟာကိုတိုင်ကြားဖို့အတွက်ကလည်းရက်ွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ပြူစောထင်းများက တိုင်ခြင်းကတိုင်နိုင်ပြီးတော့တိုင်တဲ့သူကိုသိရင်အသက်ကိုအာမမခံဘူးလို့ချင်းချောက်မှုတွေကြောင့်ဘယ်သူမှမတိုင်ရဲကြဘူးလို့ပြောပါတယ်စစ်တပ်ကအုပ်ချုပ်တဲ့ခစ်ဖြစ်တဲ့အတွက်တိုင်ကြတဲ့သူတွေကိုလက်နက်နဲ့သာစကားပြောမယ်လို့ပြည်သူတွေကိုချင်းချောက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ